တာဆင်ပောင်းမင်္ဂလာပါခင်ဗျာလေးစားရပါတော့စာရေးဆရာမကြီးခင်းနေอยู่ဤညကြာပြေခုထုစေအပိုင်း15ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာညကြာပြေဆောင်းနဲ့နဲ့နေချီသည်အယောင်တောက်ပပြီမဲ့အပူစိမ်မပြင်းသေးပါနှင်းများပါးစပြူလာပြီး မြးကြပြူအစိမ်းရင်ရောင်အောက်ခံပေါ်မှာအဖြူရောင်စားလုံးနှင့်မြးကြပြူဟူသောဆိုင်းပုတ်ကြီးမှာ စကော့စီအနောက်ဘက်တန်းတွင် ဝင်းပနေသည်ပြောင်လက်နေသောဗီဒီယိုကြီးများကိုငွေရောင်ဖဲစာများနှင့်အုပ်ထားသည်ဆိုင်းပုတ်တွင်ဆိုင်းဖွင့်ပွဲဖြစ်၍နနက်၈နာရီလောက်မှမွန်လဲ့ဖုန်ကြီးများကို ဒံပေါက်စွာကပ်လိုက်သည်9နိုင်လောက်မှစ၍ဧည့်သည်များကိုဒံပေါက်ကျွေးမွေးသည်ဖိတ်ခေါ်ထားသောဧည့်သည်များမှာမများလာတော့လေအရေးပါသူများဖြစ်သည်ဂုံသွေးရေးဝင်ကြီးဌာနမှအမှုတံတချို့မြမဂုံသွေးကြီးများအတင်းဤဥက္ကဋ္ဌနှင့် အတွင်ရေးမူဥပူငိမ့်ဂုံမဏီဆမ်ဂုံမဏီ စိန်ပရာသာစသောဘူဂျုတ်စီအတွင်မြမကုံသင်ကြီးများနှင့်ဘာရာစလံဘာရာစလံအာလာမိုဒီကျူမာစသော ကုံကေများဒေါခင်တက်တင်ဤတရုတ်ကုံသင်များနှင့်ဒေါ်တန်းကြီးတို့ကိုပါဖိတ်ခေါ်ကြွေမွေသည်ဥခင်ဆွေကိုတော့သူမဖိဥဆွေစံအောင်နှင့် ဒေါ်စံကြော့ခိုင်မိတ်ဆွေတချို့လည်းလာကြသည်ဆယ်လီကစတုံးမမှုထုံးကပလေစတူးတစ်ခုထိုးဆိုင်ထားသည်သွေးပြောင်းကျွနုသော သူ့လေတိုင်းမှာပလေသွေးတကုံရစ်ခွေလျက်နိုင်လွန်အဖြူလက်စေ မန္တလေးပူအဖြူရောင်နှင့်ပန်းရောင်နှစ်ရောင်ချိတ်လုံးကြီးကိုဝတ်ထားသည်လှပကြော့စင်းတီထက် အရွေဤခညာချင်းကြက်သည်နှင့်ဆဲလီငယ်စဉ်ကထက်ကပင်အလှပြည့်စုံလာသည်ဟုထင်ရသည်ဆဲလီသည်ဧည့်သည်များကိုဧကန်ကြိုဆို၏ယောက်ကမကြီးများနှင့်လည်းမိတ်ဆက်ပီးရင်းကတစုံတယောက်ကို မျောလင့်နေမိသည်တနည်းညက်နီကသူတူတူကို ဖုံးဆက်သည်သူဤကုမ္ပဏီဖွင့်ပွဲကို လာဖို့ ယခုစေနာဤထိုးလူပြီဧည့်သည်များလဲစုံသည်သူကိုခွင့်လွတ်လျင်ဖြင့်တူတူလာကောင်းပါရဲ့စေနာဤထိုးကန်ဤတူတူရောက်လာသည်သူပုံစံကစမိတ်ဆက်စတုံးမြင့်မြင့်မှစပေပန်းတကုံရစ်ခွေပန်လျက်နိုင်လွန်အဖြူလက်စေပရုကိတ်အစိမ့်ခတ်ပါသောလုံကြီးဝတ်လာသည် ပြည့်ဖြူကြည်လင်သောမျက်နှာကသူ့ပဝင်းကျင်ကိုပါ လင်းလက်သွားစီပါသည်တူတူရေလာဆယ်လီဝမ်းသာလိုက်တာဆယ်လီကကားပေါ်မှဆင်းလာသောတူတူကို ကိုယ်တိုင်ကြိုးစို့၍ရခမကြီးများနှင့်မိတ်ဆက်ပေးသည်ဆယ်နိုင်တိတိတွင်ဆိုင်းကိုအတွင်းဝင်က ဖွင့်ချောင်းကြီးညာက ကြောင်းမြတ်ယေဒနာများထားသောမန်ဗီဒီယိုပေါ်မှဖေးစာကိုတဖြည်းဖြည်းဆွဲဖွင့်လိုက်သည်ဆိုင်းနှခမ်းတွင်မှညာဘက်တခမ်းကအထည်အလဲနိုင်ငံသားဖြစ်မျိုးစုံဘေးဘက်အခမ်းကမြမဖြစ်ဘုဒ္ဓရုံးထေများနှင့်ဒုတ်ပိတာလက်ဝိယေဒနာများဖြစ်သည်ဗီဒီယိုကြီးများပေါ်မှ ဦးစများတဖြည်းဖြည်းစောကြသွားသောအခါတစ်လွင်တောက်ပါသောပူဖေးစတွေလက်ဝတ်ယတနာတွေအယောင်နှင့်ဆိုင်တခန်းလုံးလင်းလက်သွားသည်ဧသည်တွေပြန်သွားပြီမဲ့တူတူကြံရည်သည်ဆယ်လီကဒေါခင်တတ်တယ်နဲ့တူတူကို မိတ်ဆက်ပေးသည်ဆယ်လီကုံတွေတယောက်ဖြစ်အောင် Mama gà mùi bì lại đà bè. Sẽ lì ế chí dù xin. Mama, đọc hình tất tìm mà tù tù. Mama, da gà sẽ lì tù nghe dì. À tù nguyên gà đò, đọc hình mì tài. Sẽ lì đô gà tù tù lù bè khó giá đi. Tù tù gà bèo nguyên, đọc hình tất tìm ngô nâu xa tì. Tù ập dấu nguyên, khuyên lô dì bà đàn gáo mà dì hù. ဆယ်လီဆုတောင်းနေမိသည်ဒေါ်လီတို့မန္တလေးပြောင်းသွားတာတူတူသိတယ်နော်ဆယ်လီက မေးလိုက်သည်သိပါတယ်သူဖုံးနဲ့နှုတ်ဆက်တာ နောက်ကြလို့ထမင်းတော်မကြွေးလိုက်ရဘူးဆယ်လီမှာဒေါ်လီမရှိတော့တမျိုးအားငယ်ရတယ် ဘာပဲဖြစ်ဖြစ်တူးတူးကိုဒေါ်လီကိုစားဆယ်လီအားကိုရမှာပဲတူးတူးဒီဆယ်လီလက်ကိုဖြင်းညင်းစွာဆွဲယူဆုပ်ကိုင်းလိုက်၍လက်လိုက်လဲလဲပြုံးလိုက်သည်တူးတူးတက်နိုင်တာကူညီပါမယ်ဆယ်လီကဲပထမဆုံးဝဲသူအနေနဲ့တူးတူးဈေးဥဖောက်မယ်တူတူက ပြပြဆူဆူမြမဘူးတွေများခင်းကျင်းပြပထားသောဗီဒီယိုထဲမှာဘူးအစိမ့်ရင်နဲ့အဖြူနှစ်ရောင်ချိတ်လုံးကြီးတစ်ထဲဝယ်လိုက်ပြီဆယ်လီကလုံကြီးဘူးငွေလက်ခံ၍သူတို့ကောင်းပစံဝင်လာမစဲတဲတဲဆူကြတယ်နော်အခုလေတူတူမြတ်တာကြောင့် ဆေလီကြီးပွားပါစေဆုတောင်းပါတယ်သူပြောရင်အတန်တုံကမျက်ရည်များဝေးလာသည် မနေ့ကဒီနေ့ကမျက်ရည်ဝေးရမည်နေမဟုတ်စက်တည်းမင်္ဂလာနှင့်ပြည့်စုံရမည်နေပြီးတော့ဒူတူခွင်းလွတ်ခြင်းကို ခံစားရတော်နေစိတ်ကိုပြန်လဲထိမ့်ချုပ်လိုက်သည်ဆယ်လီ တူတူပြန်တော့မယ်တူတူဒီဥဆွေဇံအောင်တို့လင်မယားနှင့်ဒေါခင်တက်တင်ကိုပါနှုတ်ဆက်၍ပြန်လာခဲ့သည်အလုံးဧည့်သည်ဆဲသွားတော့ဒေါခင်တက်တင်ပဲကြံရည်သည်ယောက်မအကြီးတွေလည်းပြန်သွားပြီကဲမမဆိုင်ကအယောင်စီဆယ်လီမဟုတ်တော့ဘူးနော် đồ miếng trà phiêu phi là bi đồ khi anh tất đi ngà sạc xa, xa lại công đi công ty hả tan đâm ăn lùi về tan đâm ăn trông lên trông tây nhà mày lùi bóng giường ngủ nguyên sáng ảo sát sàn nhà đã xe lì la đồ anh rể cứ cũng này trông lên bởi vì này ta quên tây nhà mày phụ đồ ngà lùi Ukin suy phá cha khi đã mưu đồ ဆင်ခြင်ပေါ့ဒေါခင်တက်တင်ကအတိတ်ကိုပြန်လေးပြောပြသည် ပရိယေနှင့်ကာကွယ်ရမည့်အစားကိုတိလက်ရောက်ကျူးလွန်သောသူဤအမှားကိုထောက်ပြသည် သူတို့ကအကြမ်းဖက်လာရင်နီးပြုံးစုံနဲ့ကာကွယ်ရမှာပေါ့လေဒေါခင်တက်တင်ကစကားကိုပြေကစကော့စည်းစည်း တချို့အမျိုးသမီးများကုံတွေရင် အိမ်တော်ကြီးဖောက်ပြန်မှုရှိကြောင်းပြောပြရင် သူကိုတတိပေးသွားသည်ဒေါခင်တက်တင်ကို အထူးကျေးဇူးတင်ပါသည်ညကြာပြူဖြစ်လာအောင်ဒေါခင်တက်တင် သူကိုကြောက်ရိုင်းလို့တွေးကအယောင်တင်ပေးခဲ့သည် မဟုတ်ပါလား အင်းဒီတက္ကသူစတတ်တော်နေကဆယ်လီကိုယ်တိုင်ကားမောင်းကသမီးကို ကြောင်းပို့သည် အင်းဒီကအင်္ဂလိပ်စာတစ်ဘာသာပဲပုံလူရသည်အင်္ဂလိပ်စာနှင့်မြန်မာစာတွဲယူကတက္ကသူစတတ်သည်လင်းဤချက်ကားလေးကိုရောင်းချကအော့စတင် E4B 40ကိုဝယ်စည်းလိုက်သည်စာသင်ခန်းစေ့တွင် ကားကိုရပ်ပြီးပြီး သမီးစင်းသွားသည်ကို ကြည်နေမိသည်သမီးသည်ဤငိမ့်ဤစေလိုသည်ဂျင်းမိလိုတွတ်တွတ်လက်လက်မစီစကားနေသည် စာကြည့်ချိန်မှန်သည်သူမှထားသလိုစာကြည့်ပြီးလင်းမိဖို့ကြောင့်ဝင်သည်အလုံနှင့် အဘိုးဘွားဂျင်းနဲ့အောင်ပြုစုပေမဲ့တီတီတတာ ဖွဲ့ဖွဲ့နဲ့နဲ့စကားမပြောတတ် အဝတ်အစားကလည်းသူငယ်စဉ်ကနဲ့ဘာမှမတူသူကငွေကိုင်း300တူမို့စမ်းသမျှဝယ်သည်အင်းဒီကဆဆန်းပြပြလဲမပူစားတယ်သူဝယ်ပေးသမျှဝယ်သည်အဖွားသွန်တင်ပေးသော ပုံစံထင်ပါရဲ့ကြောင်တက်သွားလင်းရခိုင်လုံးကြီးရောင်စုံပဲဝယ်သည်ပြီးတော့အင်းဒီအမိကို ထိုင်းဖြူလင်းဟု တက္ကသိုလ်မှာပြောင်းရသည်အင်းဤတို့ခေရောက်တော့ဆယ်လီတို့ ခေလို့မဟုတ်စပင်းတွေလဲကြောလေရောက်ပြီအင်းကြီးလဲဟိုင်းလက်တူဝစ်လာကြ၍ဘလော့စကိုစတင်ဝစ်လာကြသည်အင်းဤကအိမ်မာမူတို့ပြေကိုနှင့်ပွင့်ရိုက်လုံကြီးများကိုဝစ်သေးသည် chẳng trả liền Nãy luôn lấy xì ịp dụ nè Để khai <laughs> lông dì vệ vệ tò Hình nì bông giả mà Phát tế yong sâu nè Khi xa tò chóng nụ đuổi ở lề mà Đã bông giả phía nè đi Sa bên ngô lê Đã bông giả thả đi Sa đấu nào trễ thông ngà bán đã bông bông ngô đò Kháu mà bán tòa đi Hình nì gà Tư lực ta mà thiếu ညဉ့်ညူနှဲ့နှဲ့နှာတန်းစင်းစင်းလေးနှင့်နှကန်းပပားလေးတွေကတော့ပြုံးနေတတ်သည်ညူမှောင်သောမျက်ဝန်းကတော့တီးငိတ်ဤစီသောစိတ်ကိုပြသည်အင်းဤတခါတခါရခိုင်လုံးကြီးအဖြူနှင့်နိုင်လွန်လက်စီဝူ၍ကြောင်းတက်သောနေတွေမှာအဖြူရောင်ကြိုက်တတ်သောတူတူကိုတတိရသွားသည် သူသမီးအင်းဤသည် အရက်တွေမြင့်မြင့်နှင်းအဝိစာပြင်ပြင်ပုံစင်ပုံဟံပန်အမူယာကအစဘာကြောင့်တူတူနှင့်တူနေပါလေဤနီစတဒီငန်းနဲ့ဝင်သွားမှကားကိုဆက်နှုကဝင်းနှင်းတပင်ခမနောက်ဘက်အင်းလျောင်လန်တိုင်းမောင်းသွားသည်ကားကိုတစ်ပင်တပင် အောက်ရက်ခဲ့၍သူကံဘတ်သို့ထွက်သွားသည် အနက်နေရောင်ချီအောက်မှာကိုင်းရီပင်သည်တည်ငိမ့်လျက်စီသည်ညနေဆောင်မဟုတ်၍အင်းလျားကံပေါင်းမှာကျောင်းသူကျောင်းသားစီစီကကမစီသူကံပေါင်းမှာမတ်တက်ရမိသည်ဒီလေကျွန်းလေးတကျွန်းစီတို့လေးလေးတစီလှော့ခတ်သွားသည် လေးပေါ်မှာစုံတွေ့တွေ့ ်တင်းတန်းကလပ်မရှိသောအတွေ့ဖြစ်မည်နနက်ခင်းလင်းညင်းသည် ရေပြင်းမျက်နှာပြင်းကိုနှမ်းဆိုင်သွားသည်တိရွက်ကလေးများကိုလည်းပွေပိုက်ကစားသွား၍တိရွက်ကလေးများ၏တူးညင်းသောရေသံများထွက်ပေါ်လာသည်တခါတုန်းကဤမျက်ခင်းပြင်ပေါ်မှာရင်ပြင်ပေါ်မှာအင်းလျာကံလျာရှိကျုံကလေးများပေါ်မှာ သူခြေရာထက်ခဲ့သည်သူထေလေတွေ့ခဲ့သူများလဲအိုးအိမ်ထူထောင်ကနေရအနှံ့ထွက်ခွာ၍သက်မွေဝမ်းကြောင်တစ်ခုခု လုံနေကြပြီပြီသူကလည်းမီးပြောက်ကောင်းမီးပြောက်ကြပြီမီသူဒီပင်လင်းနှင့်ตาနှင့်ဇီဝရည်ကိုဥဆောင်နေရသူတရားတက္ကသူเจ้าသူဘဝကို လွမ်းဆို့မိတာလင်းနှင့်ကြတော့တကသူပဝင်းကျင်မှာခြေရပြောက်၍ကြောင်းပရဝန်းအပြင်ထွက်ကတဏီရရမှာတွေ့ကြသည်လင်းငူတော့သူကစ၍ချင်းမိလေတော့ကြအစစလင်းနှင့်တွေ့ဖို့သူကအကွက်ဆင်ခဲ့ရသည်ဖျားဖျား တမီးအင်းနေသည် တက္ကသိုလ်ကျောင်းသူဘဝမှာ သူ့လူများချစ်သူများများထား၍အလှဲ့ကျအတွဲတွင်နေဤကပ်ဤကံပတ်ဝန်းကျင်မှာကျက်စားခဲ့ပါလျင်ပြီးတော့သူလင်းကိုတွေ့တော့ကြောင်းတဝက်တစ်ပြက်နဲ့သူလင်းကိုမရရအောင်ယူခဲ့တယ်လို့ အင်းဤသည်သူပေးသောပညာကို အပီးမတင်ယူမှပြေသူကိုယ်တိုင်မျက်နှာများခဲ့ပေမဲ့သူမိခင်ဘွားရောက်လာတော့အတွေ့အခေါ်ပြောင်းလာသည်ရည်စားများသောအန်ဒရယ်တမီးပေါ်ကြားရောက်လာမှစိုးရိမ်လာသည်မဖြစ်စီရာဒီလိုဘယ်နည်းနဲ့မှအဖြစ်မခံနိုင် အထူးသဖြင့် လင်းမရှိ၍အဖေမရှိ၍သာသမိတွေပညာ၍တိခိုက်ရသည်ဆိုသည်ကိုနည်းနည်းမှလက်မခံနိုင် သူအစွမ်းကုန်အလုလုံမည်သူနောက်မှလည်းရောက်ခမများကညီများကို အုတ်ထိတ်မှုတောင်းဝန်ယူထားသည် မဟုတ်ပါလားသူအပြစ်မျိုးအင်းဤဖြစ်လာဖို့အကြောင်းမရှိပါ သူစိတ်သူပြေကား ကားစီယာခြောက်လာခဲ့သည်ကားပေါ်မှထိုင်ရင် သူဖြတ်ဆောက်လာခဲ့သောမျက်ခင်းစိမ့်လေးကို ကြည်လိုက်သည်ဤမျက်ခင်းများသည်တခါကသူချစ်သူများနှင့် အတူထိုင်ခဲ့သောပန်းမွေရာဆွေကိုယ်စောများပါပဲယခင်ကသူကချစ်သူကိုမလွမ်းတမ်းမမျှော်တမ်းဆယ်လီဆိုသူကိုသာ ချင်းစုထားသူချစ်သူများကမျောလေးရမည်မိမစာပဝင်းကျင်ဤအလှပမှာသာယာမိမော့ဖို့ជីနူးဖို့တတိမယာသူជីနူးသည်ကသူ့အတွေ့များဖြစ်သည်ចောင်းသားအများစုကို အနိုင်ယူလှဲ့စားခဲ့လေသည်များလင်းနှင့်ကြတော့သူဒူးထောက်ခဲ့ရပြီအောင်မြေယဟု သူထင်ခဲ့သော အင်းလျာပဝင်းကျင်သည် ယခုတော့လေတိုးတိတ်ငြိမ်သက်လွန်းနေသလို ထင်ရသည်တရက်ဂန်းကုန်နှင့်မယမ်းပင်ကြီးများအုတ်ဆိုင်ညှိုးမောင်းနေသည်အဝေးစီစားတော့ဆိုင်များမှာစားသူကျွတ်တို့ကျဲတဲ့နှင့်အေးမြသောတရိပ်ကိုခုလုံနေသောအုတ်အောငယ်ဤတူးညင်းသောဒိဋ္ဌံကိုကြားရစာပြူလာသည် ဂန်ရီပြင်မြတ်သားပေါ်မှာနေကြီးကစိန်ပွေများပြန့်ကျဲသွားသည် ရေပြင်ကိုဖျက်တမ်းလာတော့လက်ဆက်တော်နနက်ခင်းလေးကသူ့ကိုဖက်ရန်နှုတ်ဆက်လိုက်သည် ရေမူးမေမမိမောပွဲကောင်းသောပတ်ဝန်းကျင် သူမေးလျော့ခဲ့သောတက္ကသူဤတိမ်မူးပွဲပတ်ဝန်းကျင်မှာသူအခုတော့လွမ်းတက်လာပြီ။ tu nhớ à do tu giao khề bí lý tuế do tập yên cha yên tất cả tu pravo mà tu ca mau yu thua là khề đi sai ngu tuai yên sắc gì gu ca mau là khề đi ya trong miệt yết na miệt yao nguyện do niyama tu y a phi du ညီမလေးညုံမီကိုခေါ်၍တောင်းဝန်ပေးသည်နေတော့ဒေါခင်တတ်တင်နဲ့အတူနေခိုင်းသည်မမီဘက်ကတူတယောက်ပြစ်သူကျော်မင်းဝေကဆိုင်မန်နေဂျာလောက်ပြီးအယောင်ကလေးမလေးနှစ်ယောက်နဲ့ဆိုင်ကအခြေကျ၍လာပါသည် နိုင်ငံသားမှကုန်ပစ္စည်းများတင်သွေးသောကိစ္စနှင့်ပတ်သက်၍တော့ ရောက်ခမကြီးဥဆွေဇံအောင်ဤညွန်ကြားချက်ကို သူကလိုက်နာရသည် အတွင်ဝင်ယုံဗန်နှင့်နိုင်ငံသားဆက်သွေးရေးကို သူကလှုပ်ရသည်အခုဆုံးမနောင်စင်းဆိုသလိုဆိုင်ကိုစ၍ထောင်ကလေးကစာချုပ်ချုပ်ထားသည်ဆယ်လီကရောင်းဝယ်ရေးတောင်းဝင်ယူ၍လူဆိုင်ဥဆွေဇံအောင်က ငွေရင်းစိုက်ကြရသည် အမျက်ငွေကိုတယောက်တဝက် ခွဲယူကြရမည်ဖြစ်သည်သူဝင်ငွေစီလာကလေးကအင်းဒီចောင်းစိတ်ကိုသူတာဝန်ယူခဲ့သည်ယောက်မကြီးများကဂျင်းမီကိုဆရာဝန်ဖြစ်အောင်ထားပေးဖို့တာဝန်ယူကြသည်သူသည်ဆိုင်အစင်သင့်ဖွင့်ထားသည်ကို ကြည့်စု၍ ကျော်မင်းဝင်ကိုမာဇာစီတီများမှာကအတွင်ဝင်ယုံပတ်ထွက်လာခဲ့သည်ဂုံတွေရေးဝင်ကြီးဌာနအတွင်ဝင်လေးဦးတန်းထွန်းဟုဆိုင်းဘုတ်ချိန်ထားသောယုံကန်းလေးစီမှာသူရက်လိုက်၏မင်းစီလေးကို ခွင့်တောင်းလိုက်သည်မင်းစီလေးယုံကန်းနေဝင်ကခွင့်တောင်းပြီးပြန်ထွက်လာခဲ့သည် ဝင်နိုင်ပါတယ်မမသူရုံငန်းထဲဝင်လိုက်တော့အံ့အားတင့်သွား၏လာလာဆယ်လီ ကိုကတော်မြကြပြူဆိုတော့ဘသူများလဲလို့ထိုင်ပါဆယ်လီက စပွဲဆွေထိုင်လိုက်ရင်ဝမ်းသာသွားသည်ဆယ်လီကလည်း မမဒေါခင်တက်တင်က အတွင်းဝင်လေးအစ်စ်ပြောင်းလာတယ်ပြောတော့အသေးချာမမေးဘူးမိဘူးဝမ်းသာလိုက်တာဆယ်လီတို့တငယ်ချင်းတွေ ပြန်တွေ့ရတော့အလုလုရတာအဆင်ပြေတာပေါ့ဥတန်းထွသည်အသားပြပြအယံ့မြင့်မြင့်နှာရန်ကမပေါ်လားမျက်လုံးများကစူးစား၍ထက်မြက်သောမျက်လုံးမျိုး ဖော်ဖော်ရွေရွေစကားပြောကောင်းသည်ဆိုပါဦးတက္ကသူမတုံးကကိုတွေးခဲ့တဲ့ဆယ်လီ ခုမြကြပြီဘလို့ဖြစ်တာလဲဆယ်လီက တွဲဆိုသောစကားလုံးကိုမကြိုက်เจ้ามาก็เซลีโกญาติปิโลไม่ขอจักบุเลยเซลีโก မာမီပေးထားတဲ့မြမနမီကမြကြပြူအခုကုမ္ပဏီထောင်တော့ဆဲလီမြမနမီနဲ့ကုမ္ပဏီထောင်တာပေါ့အခုတထေးဖြစ်နေပြီလားမဖြစ်သေးပါဘူးကိုတန်းထွန်းရဲ့လဲပတ်ပြီးလို့တော့စုံနိုင်တာပေါ့ယောက်မတွေကငွေရင်းထုတ်ပြီးတယ် ူတန်ထုတ်သည်ခိတငီးရမှကိုလင်းဆွေအောင်အကြောင်းလဲကြားပါတယ်သူပြန်လာတော့ဘူးနော်ဆယ်လီစိတ်ထဲမှာလင်းအကြောင်းကိုဦးတန်းထွတ်သိခြင်းသိနေပေမဲ့နှုတ်မှ ထုတ်ဖို့ပြော၍ထုတ်ဖို့၍မပြောစီခြင်းဦးတန်းထွတ်ကစကားဆက်ပြော၏ ဒီလိုပေါ့လေကိုတို့တက္ကသိုလ်မှာနေခဲ့ရတဲ့ရက်တွေကတော့ကြည်နူးစရာတွေပဲကိုလည်းမြေဝကျုံးမပေါ်ရတော့လေကလေးတွေမြင်ရတိုင်းဆယ်လီကိုတတိရတယ်ဆယ်လီမျက်နှာမထတက်ဖြစ်သွားသည်သူမျက်နှာကိုကျူးစား၍ထိန်လိုက်သည်ဥတန်းထွတတိရနေပေမည် သူနှင့်လီလိုဘက်ចောင်းသားများထဲမှာဥတန်ထွန်းတယောက်ပါဝင်ဖြစ်ခဲ့သည်ចောင်းနှုံးကတော့ဥတန်ထွန်းအပေါ်အလေးနက်မထားခဲ့ပါတွဲဘောတွဲဘက်လီလိုဘက်တယောက်ပါပဲပေါ့အကြောင်းတွေပေါ့ဆယ်လီရဲ့ကိုဟာကိုယက်တိနိုင်မှုပဲအရေးကြီးတယ်ကိုကံကြမ္မာကတမျိုး ဥဇနီတနစ်ကဆုံးသွားတယ်ခလီကတော့မကြံရစ်ဘူးဆယ်လီကိုကိုချီးကျူးပါတယ်လင်းဆွေအောင်မစီပေမဲ့ဆယ်လီကို ကိုမြင်ရတာကျောင်းလုံးကနဲ့ဘာမှမတူဘူးတိတ်ပြောင်းလဲလာတယ်တင်းငိမ်ရင်ကျက်လာတယ်လို့ကိုဆိုလိုချင်တာကိုကပြုံးညံ့နေသေးတယ်ခုထိကိုဇနီဆုံးသွားတဲ့အတွက် ဖယူဖယဲကြံရည်တဲ့ဘဝကိုသိမ့်စီလို့မရသေးဘူးဒီလိုပေါ့ကုတန်းထွက်ရဲ့ဆယ်လီဒီမနက်ပဲတမီးကိုကြောင်းပူရင် အင်းလျားကံပဲရောက်ခဲ့သေးတယ်ကြောင်းသားဘဝကတော့လွမ်းစရာပေါ့ဒါပေမဲ့ဆယ်လီ တက္ကသိုလ်ကျောင်းသူမဟုတ်တော့ဘူးဆယ်လီမှာကသားနဲ့တမီးကစိတ်နေသေးတယ် သူတို့စီကိုကမမရမပြနိုင်ရင် သူတို့ပါဖယူဖယဲပြစ်ကုန်မှာပေါ့ပြီးတော့အလောက်ကဆဲလီစိတ်ကို ထိန်းသွားတာဆဲလီလေးဆိဆက်လောက်ရမယ့်အလောက်တွေလဲတွေးထားတယ်ငွေရင်းကမတက်နိုင်သေးလို့ကဲဆဲလီပြင်သစ်ကပရိုကိတ်တွေမှားထားတဲ့ကိစ္စနည်းနည်းနှောက်နေနေလို့ ကိုတန်းတို့ကိုအဲ့ဒါလာပြောတာစာရွက်စာတမ်းတွေကော်ပီတွေရှိတယ်မဟုတ်လားပြီးထားခဲ့နောက်လေလာပါကုညီရမာကကို့မှာဝတ်တရားရှိတယ်ကိုဆယ်လီနဲ့တွေ့ရတာဘလူဝမ်းသာမှန်မသိဘူးကိုကအားရင်ကပွဲတွေပဲသွားနေတာ မီရူမီယင်းကလပ်မှာဒီစနေနေ့ညဘရူဒိတ်ရှိတယ်အလူရံပုံငွေပွဲကပွဲကိုလက်မှတ်နှစ်ဆောင်ဝေထားတယ်ဆယ်လီလိုက်မလားအိုးကုသန်းထွက်ကလေဆယ်လီ ကပ်ပြားဖြစ်ပြီမဲအကမတက်ဘူးမာမီစီကလေးကရင်ချင်းဆက်အက အကတွေ့ မာမီကမကစီရဘူးကျောင်းမှာကိုတန်းထွန်းတိတာပဲတခြားဆယ်လီ သွားကြည့်ရသွားတာကပွေမတက်ပါဘူးကောင်းပါလိဗျာနောက်တွေ့ကြသေးတာပေါ့ဆယ်လီကိုတို့ပြီလို့ကြအောင်စို့ကိုတန်းထွန်းကရေ၍ပြောလိုက်သည်ဆယ်လီသည် ဘာပြန်ပြောရမှမသိကြောင်အန်းအန်းဖြစ်သွားပြီးမှနှုတ်ဆက်ကပြန်လာခဲ့သည်ဟုတ်ကဲ့ဆရာမကြီးခင်းနေယူရဲ့မြကြာပြူအပိုင်း15ကိုဖတ်ပြမျှဝေပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာအပိုင်း16ကိုလည်းဆက်လက်နားဆင်ပေးကြပါဦးခင်ဗျာနားဆင်ပေးကြတယ် သောတာစင်တူဦးတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာသောတာစင်အပေါင်းဘေးပရာဝေးကွာကြပါစေ။